မင်္ဂလာပါရှင်။ဩဂတ်စ်လ10ရက်နေ့ညနေပိုင်းအတွက်မွလူဝတအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ကျွန်မလူမောင်ပါရှင်။ဂျူရကနေပြီးတော့နောက်ဆုံးရရှိထားတဲ့တိမ်မောရဆိုရင်ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာမုတ်တုံလီအားအသင့်တင်ရှိနေပြီးတော့အကြံဘင်္ဂလားပင်လယ်အော်မှာတော့မုတ်တုံလီအားကောင်းနိုင်ပါတယ်။မြန်မာနိုင်ငံပေါ်မှာဆိုရင်တော့ရခိုင်ကဲရဲဒေသတွေမှာတော့တိမ်ထူတက်နေပြီးတော့အကြံဒေသတွေမှာတော့တိမ်အသင့်တင်ဖြစ်ထွန်းနေပါတယ်ရှင်။ နေတိုင်းသောအနေနဲ့ကတော့ရခိုင်ကင်ရန်နဲ့မြဝချုံမော်ကင်ရန်တစ်လျှောက်မှာဆိုရင်တနာယီကို18မိုင်ကနေပြီး -30 နှုန်း၊ကြံကင်ရန်တစ်လျှောက်မှာကတော့တနာယီကို15မိုင်ကနေ18မိုင်နှုန်းလေးတိုက်ခတ်နိုင်ပါတယ်။အခုဆက်လက်ပြီးတော့မနက်ဖြန်အတွက်မွလို့အသားအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါဦးမယ်။စစ်တွေ၊မကွေ၊ပသိမ်၊ရန်ကုန်၊ပဲခူး၊မော်လမြိုင်၊ဖအန်းနဲ့တဝဲ စားရမျိုးတွေအတွက်မနှက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေအနေနဲ့ကတော့နေရာဆက်စိတ်ကနေပြီးတော့နေရာအနှံ့ပြမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရဲ့ရှင်။ဟာခာမုံရွာမြကြီးနာမန္တလေးလာရှိုတောင်ကြီးဟဲဟိုနဲ့လိုက်ကောစတဲ့ဒေသတွေအတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေအနေနဲ့ကတော့မိုးရွာသွန်းနိုင်မယ်လို့ခန့်မှန်းရရှိထားပြီးတော့နေရာဆက်စိတ်ကနေနေရာအနှံ့ပြမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရဲ့ရှင်။ မွေးချိန်ပမာဏအနေနဲ့ကတော့ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာဆိုတော့20မီလီမီတာကနေပြီးတော့60မီလီမီတာဝန်းကျင်လောက်ရှိနိုင်ပြီးတော့ကြံဒေသတွေမှာကတော့20မီလီမီတာဝန်းကျင်လောက်သာရှိနိုင်ပါတယ်ရှင်အပူချိန်နေအနေနဲ့ကတော့မြန်မာတပြည်လုံးမှာဆိုရင်တော့အပူချိန်နေကတော့35ဒီဂရီစင်တီဂရိတ်အောက်ကိုကျော်နေနိုင်တယ်လို့ခန့်မှန်းရရှိထားပါရယ်။ မြမပင်လေးပင်အခြေအနေခတ်မှန်းချက်အနေနဲ့ကတော့မြမကယ်ရန်ရှောင်းနဲ့ကမ်းလောင်ပင်လေးပင်မှာဆိုရင်တော့လှိုင်းအသင့်တင်ကနေပြောလှိုင်းကြည့်နိုင်ပါတယ်လှိုင်းမြင့်ပေးရတော့၅ပေကနေပြော၇ပေလောက်ထိမြင့်တက်နိုင်ပါတယ်ရှင်မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တွဲလာမယ့်၅ရက်စာမိုးလေဝသအခြေအနေခတ်မှန်းချက်အနေနဲ့ကတော့လာမယ့်၅ရက်လုံးမှာမန္တလေးမှာဆိုရင်တော့နေရာအနှံ့ပြမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်ရန်ကုန်မြို့နယ်နီးတဝိုက်တွဲ9ရက်စာခတ်မှန်းချက်အနေနဲ့ကတော့နေရာစစ်စစ်ကနေပြီးတော့နေရာအနှံ့ပြမိုးထချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရရှင်။ နေပြည်တော်နဲ့နေတွိုက်တွေငားရဆောင်မိုးလူဝတာအခြေအနေခတ်မှန်းချက်တွေအနေနဲ့ကလည်းလာမယ့်ငားရစလုံးမှာနေပြည်တော်နဲ့နေတွိုက်မှာဆိုရင်လည်းနေရစစိတ်ကနေနေရအနှံပြမိုးတချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အခုဆက်လက်ပြီးတော့အာရှဒေသတချို့ရဲ့မိုးလူဝတာအခြေအနေခတ်မှန်းချက်တွေကိုတင်ဆက်ပေးနေပဲဒီစီစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။